ချဲ့ရတဲ့ baby family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာကျွန်တော်ရဲ့ big boss reaction channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်မေလ13ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်내တူသွားပြီးမှကြည့်ကြအောင်ဖြစ်ပါရနော် โอเคအားလုံးသိတဲ့အတိုင်းပဲမနေ့ကကျွန်တော်တို့ Champions League ကစီမင်းအောင်လိုင်းရဲ့ဘုံကျဲမှုကြောင့်မှာတနိုင်ငံလုံးကတော်တော်လေးကိုစိတ်မကောင်းတဲ့အနေအထားတွေတွေ့သွားရတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာဆိုလဲတော်တော်ကြောင်းကြောင်းသားတွေတည်ဆုံးသွားရတယ်မနေ့ပေါ့နော်အဲ့တော့မနေ့က Champions League ကစီကဒီပေးရင်မျိုးရဲ့တခြားပေါ့နော်အင်ဒိုမျိုးနဲ့မော်လူးမျိုးရှိဟဲနုကြီးရစာတင်ကြောင်းနှစ်ခုပေါ့နော်ဒီစာတင်ကြောင်းနှစ်ခုကိုဘုံကျဲသွားတဲ့အနေအထားမှာဒီကြောင်းသူကြောင်းသားအားလုံး26ယောက်ပေါ့နော် သိဆုံးသွားလို့ကျွန်တော်သတင်းရရှိပါရနော်တကယ်ပဲစိတ်မကောင်းစရာရံပဲကောင်းပါတယ်ချက်ဖက်မင်းအောင်လည်းရက်စရုပ်မှမူတော့တော်တော်ကြီးကိုလွန်နေပြီပေါ့နော်နောက်ပြီးတော့ဒီဘုံကျဲသွားတဲ့အချိန်မှာဆိုရင်ဖြင့်ကလေးတွေစာတင်နေတဲ့အချိန်ဖြစ်တယ်လို့ကျဲသွားတဲ့ဘုံကလည်းယူယူဘုံနေတော့မဟုတ်ပဲနဲ့ပေါ့နော်ဒီ20ကျွဲ30ကျွဲတဲ့ဒီ cluster ဘုံလိုမျိုးဟာတွေနဲ့ကျဲသွားတဲ့အတွက်ပေါ့နော်သိဆုံးတာတော်တော်လေးကိုမြင့်သွားတဲ့အနေအထားမှာတွေ့ရပါရနော်အဲ့တော့အကြမ်းဆစ်ကောင်းဆောင်ကမင်းအောင်လိုင်ကတော့အကောင်းထဲမှာဘာမှမရှိတော့ဘူးเนาะသူနိုင်ဖို့အတွက်ပဲသူကအကုန်လုံးကိုချနေနေတာဖြစ်ပါတယ် ကဲလူငယ်လူရွယ်ပေါ့နော်အသက်၈၀နှစ်အထက်လူငယ်လူရွယ်တို့ဆိုလဲအခုဆိုရင်စစ်မှုထမ်းဥပဒေနဲ့အကုန်လုံးကပေါ့နော်ဒုက္ခတွေရောက်နေကြပါတယ်အခုဆိုလဲဒီကလေးသူငယ်ပေါ့နော်အသက်မပြည့်သေးတဲ့အားဆိုမနေ့ကဆိုရင်အသေးဆုံးတဲ့ထဲမှာဆိုရင်၈နှစ်အရွယ်ထိတောင်ပါလို့ကြားရတယ်ပေါ့နော်အဲ့တော့ကလေးသူငယ်တွေတောင်မှမလွတ်ဘဲနဲ့တက်ဖြတ်နေတဲ့အနေအထားဖြစ်ပါတယ်နော် ဲ့တော့မင်းအောင်လှိုင်ရဲ့ရက်စက်ရုံမှာဘူးပေါ့နော်ထိုင်းနိုင်ငံကလည်းအခုချိန်မှာဆိုရင်မပြောလဲဆိုတော့ရက်စက်ကြံကြုတ်တဲ့စစ်ကောင်စီအရေးထိုင်းဆိုရဂျာဝင်ဖြည့်ရှင်းတင်ကြောင်းထိုင်းအမတ်ကန်နာဝီပြောတယ်ဆိုတဲ့သတင်းဖြစ်ပါနော်အဲ့တော့ထိုင်းမှာထိုင်းရဲ့လွတ်တော်ထဲမှာလည်းဒီကိစ္စကိုထည့်ပြီးပြောနေကြတဲ့အနေအထားမှာတွေ့နေရပါပြီနော် ဲ့တော့မဲအောင်လိုင်းကတော့အခုချိန်မှာဆိုရင်သူ့ရက်ဆက်ရုပ်မှမှုကိုတခြားနိုင်ငံလည်းတိတိနေပေါ့နော်တချို့တွေမျိုးလုံးမိတ်ပြီးမှကောက်ွယ်ပေးနေတာတော့အဆင်မပြေပါဘူးနော်ဟုတ်ကဲ့မနက်ခင်းသတင်းဆိုပေမဲ့လေပေါ့နော်ကျွန်တော်တို့မနေ့ကဒီဘုံကျဲမှုနဲ့ပတ်သက်တဲ့သတင်းလေးပဲကျွန်တော်နားထောင်ကြည့်လိုက်အောင်နော်ရင်းစုံကတော့ဒီမှာဘုံကျဲတဲ့နေရာရောက်ရှိသွားတယ်ပေါ့နော်တော်ရရတီအောင်ပေါ့နော်သူ့ရဲ့ဗီဒီယိုလေးကိုချက်နားထောင်ကြည့်အောင်နော်ဖူးတာဝင့်လို့ချီနေကြီးမှာရွှေကြီးတော့ငါတို့စာတင်ချောင်းအခုကတော့မဟုတ်ဘူးဘုံမှန်နဲ့ငါတို့ကြောက်ဖော်ရီမှာ သွေးဆွနေတဲ့အဝတ်တွေသွေးဆွနေတဲ့ကလေးတွေရဲ့အဝတ်တွေအခုလဲအပေါ်မှာဝဲနေတုံးပဲကလေးတွေရဲ့ပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025လေးတန်ကြားနေတာနော်12ရက်စကိုင်းတိုင်းဒေတာကြီးချွေးမိုးခရိုင်တပင်းရုံနေ4ထိန်ဖရီးချေးရွာမှာမနက်7:00နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစားသင်းနေတဲ့ကလေးတွေတဲကအ ਨੇ စုံ10ယောက်တည်ဆုံးဆရာဆရာမဥရလည်း2ယောက်တည်ဆုံးသွားတယ် ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တည်းကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူးအများကြီးပဲစာတင်နေမတက်မှာပို့ပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအမျိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလုတ်သွားတဲ့လုံရက်ကကလေးတွေရဲ့နှလုံးသားထဲမှာရောအုံနောက်ထဲမှာအမုန်းတွေအမျိုးတွေအာဃာတတွေဝင်သွားပြီ က်ဆက်မှုရုံမှမှုအောက်တန်းကြမှုတွေအားလုံးကကလေးရဲ့စိတ်ထဲမှာနှလုံးသားထဲမှာစွဲထင်သွားတယ်။ဟွန်းနိုင်ငံတကာကကိုငြိမ်းတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိပင်မဘလောက်ထိဆုံရှုံမအတန်ဖွက်ပြီးပြောပြကြမှာလဲအားလုံးနားတွေမကြားကြတော့ဘူး။ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Safe our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါလူအခွင့်ရေးလူအခွင့်ရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေတေးကြည့်တယ်စာတင်ကြောင်းတွေပြည့်စည်အဲ့ဒါကတော့အလုပ်လူအခွင့်ရေးကိုထိုးဖောက်တာမဟုတ်ဘူးလား ျမတို့မကူဘူးတင်းထားမယ်ဘာဖြစ်လို့မကူလဲကျမတို့ရှစ်ဆက်လို့ရမယ်လို့အများကြီးရှိဘလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်နဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စ조사မယ်ဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့ သူတို့လည်းထတ်တူထတ်မြခံစားပါစေလို့ကျမကတော့ကြိမ်ဆိုလိုက်တယ်ကျမပြုတ်သည်များကိုယ်တော်ရဲ့အားလုံးကိုတိုင်ကြပြီးကြိမ်ဆိုလိုက်တယ်ထတ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတော့တာဒါပေမဲ့စစ်ကောင်စီရဲ့လုပ်ရက်ကတော့တော်တော်လေးကိုလူမဆန်တာတော့ ကြာခဲ့ပြီပေါ့နော်အခုဆိုပို့ပြီးစိုးလာပြီပေါ့နော်အဲ့တော့ဒီလေချောင်းတိုက်ခိုက်မှုမှာလေချောင်းတိုက်ခိုက်သွားတဲ့လေရင်မိုးတွေအပောင်းဝင်ဒီလေရင်တွေလေရင်စစ်စီကြီးမှာပေါ့နော်ပောင်းဝင်ထောက်ပံ့ပေးကြတဲ့သူတွေအားလုံးရဲ့အစင်းတွေပေါ့နော်အဲကျွန်တော်ရအောင်စုပြီးတော့ပေါ့နော်ဒီသူတွေကိုတော်တိုင်းပြီးသွားတဲ့တနေ့ကျရင်နာမည်နဲ့တကွာတက်ပြီးမှနော်အဲ့ဒီနေရာတွေတော့ခိုင်းပြီးမှ သူတို့ကိုအဲ့လိုမျိုးပေါ့နော်အပြစ်ပေးစီရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီဒီလူတွေနာမည်ကတော့ဘယ်တော့ပျောက်မဟုတ်ပါဘူးနော်ကျွန်တော်တို့ဒီတော်လိုင်းပြီးတော့တော့မရရအောင်စုံစမ်းပြီးမှအပြစ်ဒဏ်ကိုမရရအောင်ပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီပိုးချက်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့မာသသိရဲ့သုံးသက်ချက်လေးလေးကျွန်တော်နားထောင်ကြည့်လိုက်အောင်နော်အရင်သတင်းပေါ့ရှင်စိတ်မကောင်းစရာသတင်းပေါ့နော် ဲ့တော့ကလေးတွေကိုနော်အပြစ်မရှိတဲ့ကလေးတွေစာတင်ရောင်းတွေကိုရည်ရွယ်ချက်ရှိရှိတမင်တကာရည်ရွယ်ပြီးတော့သေစေလိုတဲ့ဆန္ဒနဲ့ဘုံကျဲတက်ဖြတ်နေတာဟာဒါဟာစိတ်ရဇိုးမှုတွေကိုပြောင်ပြောင်တင်းတင်းလွန်နေပါပြီပြောင်ပြောင်တင်းတင်းဆိုတာထက်လွန်နေပြီနော်ဒါတက်ဖြတ်နေတာတမင်ရည်ရွယ်ပြီးလုံနေတာဖြစ်ပါဒီပဲရင်နေမီဟာသူတို့အတွက်စူးညောက်ခလုတ်တစ်ခုဖြစ်ပါတယ်။ငကိုတဲရာဇဝင်ကိုကဒီပဲရင်မှာကဟလာဒီတော်လန်ရင်းနဲ့ပတ်သက်လာလို့ရှိရင်ပြည်သူ ဲ့ဒီရေပဲရင်းမှာရှိနေတဲ့ပြည်သူတော်တော်များများပါဝင်ကြတယ်အဲ့တော့အညိုးအသေးတွေနဲ့လှုပ်နေတာပေါ့နော်အညိုးအသေးတွေနဲ့လှုပ်တယ်နောက်တစ်ခုကဟုတ်လားမင်းရပေးလိုက်ရတဲ့เนาะသူတို့လက်နက်တွေပေးလိုက်ရတယ်เนาะရွှေချင်းတရင်ပဲခိုးတရင်လက်နက်တွေဖေးလိုက်ရတယ်သူတို့ရဲ့ဟိုစစ်သားတွေအယောက်90လောက်ခွေးပြေးဝက်ပြေးပြေးရတယ်နောက်ပြီးတော့ဟိုအရှင်လက်လက်မိတာတွေလည်းရှိတယ်ဆိုတော့ဒီလိုမျိုးတရင်တွေသူတို့ဘက်ကခံရလေလေပြည်သူကိုလှုပ်လေလေဆိုတဲ့ဟာကเนาะ ဘလူမကိုဟလာဘလူမကိုစီစီနဲ့ကန်းနဲ့ကို မရှိနေတာပေါ့နော်ဘာစီဝါစီပေါင်ဘာမှမရှိနေတာပေါ့ဘာမှကိုတိတ်ခါဘာမှမရှိတော့တဲ့ဘာမှသုံးစားလို့မရတော့တဲ့စစ်တပ်နော်ဘယ်နေရာမှစောက်သုံးမဝင်တော့တဲ့စစ်တပ်လက်နက်ဗလာနဲ့နော်ဘာမှမခုခံနိုင်တဲ့နေရာတွေခလေးတွေနေရာတွေကိုနော်ဖုံးကြီးတွေတချို့ဖုံးကြီးကြောင်းနေတမင်တကာရည်ရွယ်ပြီးတော့လုံနေတဲ့ ိစ္စရက်ဒီနော်အဲ့တော့ဟိုစစ်ကောင်စီဘက်မှာရက်ဒီအပေးထောက်ခံနေတဲ့လူတွေကိုကျမမေးကျင်တယ်ဒီလောက်ရက်ကိုရှင်တို့ဒီလောက်ရက်တွေကိုရှင်တို့ဘာပြောမှလဲနော်ငလင်လှုပ်နေတဲ့အချိန်မှာဘုံကျဲတဲ့လောက်ရက်တွေဒီပြည်သူတွေက PDF ပါ PDF တွေပါလို့ရှင်တို့ပြောပြောခဲ့တဲ့ရှင်တို့စစ်တပ်ကထဲခဲ့တဲ့တည်င်းနေအတိုင်းရှင်တို့ ုံအနေနဲ့တကွာတက်လာတဲ့ကလေးတွေရဲ့အသက်အန္တရာယ်အတွက်ရှင်တို့ဘာပြန်လုပ်ပေးမှာလဲဟင်ဘယ်သူတာဝန်ယူပေးမှာလဲတမိုင်းတရခံများဟင်တမိုင်းရဲ့လောက်ကောင်များပြီးသူရဲ့ချင်ပတ်များတတွေးကွက်များကိုကျွန်မမေးတင်တယ်ဟင်စစ်ကောင်စီလက်အောက်မှာအခုချိန်ထိเนาะပြန်ပြီးတော့မတော်လန့်မဲနဲ့ပြန်ပြီးတနက်ပြောင်းမလှဲ့ပဲနဲ့ပြည်သူကိုဟာလာစစ်ကောင်စီကခိုင်းသမျှလုပ်နေတဲ့လူတွေရဲ့မိသားစုတွေအတွက်ခမည်းတော်လိပ်ပြာလုံကြရဲ့လား လေးပြလုံရဲ့လားဆိုတာရိုးရိုးပြောတာမဟုတ်ဘူးเนาะခင်ဗျားတို့ပြန်ပေးဆက်အပ်မယ်ဆိုတာသဘောပေါက်တာเนาะခင်ဗျားတို့ပြန်ပေးဆက်အပ်မယ်ဆိုတာသဘောပေါက်တာဟုတ်လားဒီလောက်เนาะခလေးတွေဘာအပြစ်မှမရှိဘူးနောက်တစ်ခုကဒီစာတင်ကြောင်းတွေမှာသွားပြီးတော့ brain wash သွားလုပ်နေတဲ့စာဟိုမတိလို့ရှိရင်အခုချိန်မှာဒီခေတ်ဒီကာလရွေးမှာ ဟုတ်လားအစိုးရလက်အောက်ကစတင်ချောင်းတွေမှာကြောင်းတက်တာပဲမတရားကြီးတွေဟုတ်လားကံကောင်းနေတဲ့လူတွေလို့လို့ရှင်တို့တွေကဟိုမတရားကြီးတွေခွင့်ရရနေတဲ့လူတွေလို့လို့ခလေးတွေကိုဟုတ်လားရှင်တို့တွားပြီရှင်တို့ရဲ့အုံနောက်တွေတုံးစားလို့မရတော့ခလေးတွေကိုပါ brain wash လို့တွားလုံနေတာစတင်ချောင်းတွေအထိတွားပြီဒီခလေးတွေဘာမှမသိနားမလဲတဲ့ခလေးတွေရဲ့ခေါင်းထဲကိုရှင်တို့ဘာတွေတွားရိုက်ထည့်ပေးနေရလဲအခုလုံနေတဲ့ခလေးတွေဟုတ်လားတည်သွားတဲ့ လူတွေထဲမှာတော်တော်များများခလေးလေးတွေပါတယ်အသက်မပြည့်သေးတဲ့လူတွေပါစာသင်ကျောင်းတွေကိုတမင်တကာဒီနေရာမှာစာသင်ကျောင်းရှိတယ်စာသင်နေပါတယ်ဆိုတာတိတိကြီးနဲ့เนาะရှင်တို့တွေမသိဘူးဆိုတဲ့အရာဘာမှမရှိဘူးရှင်တို့တွေသိကြတယ်เนาะ PDF တွေနေရာမို့လို့ဘုံကျဲတယ်ဆိုတဲ့စောက်စကားမျိုးတွေမပြောနဲ့ရှင်တို့ကြီးရွယ်ချက်ရှိရှိလုပ်နေတာတွေကတတ်တည်တွေပဲရှင်တို့လှုပ်သွားတဲ့ဘုံကြီးကျောင်းတွေစာသင်ကျောင်းတွေဟာလာရှင်တို့ခံရတာတစ်လက်ရှင်တို့ ဟိုစစ်သားတွေခံလိုက်ရပြီရှင်တို့ဘက်ကဘောမတွေခံလိုက်ရပြီဆိုရှင်တို့ပြည်သူရှိရအသက်ပြန်နှုတ်တယ်ရှင်တို့ရဲ့ရုပ်မှာကောက်ကျစ်တဲ့စိတ်တွေဟင်ဒီရုပ်မှာကောက်ကျစ်တဲ့စိတ်တွေရှိနေတဲ့လူတွေကိုအားပေးထောက်ခံနေကြတဲ့လူတွေနင်တို့ဟာသမိုင်းတရခံနေပဲအဲ့ဒီကံအဲ့ဒီဝတ္တရားအဲ့ဒီကံဝတ်ကြွေးနင်တို့ရှိကိုပြန်ကိုလာမှာကံတရားမျက်နာမလိုက်ဘူးနော်ကံတရားမျက်နာမလိုက်ဘူးနော်အဲ့တော့ဘောမတွေဟလာစစ်တပ်လုံးသမီးမှန်နေပါတယ်ဆိုတဲ့လူတွေနော်ဟလာ စ်တပ်ကိုအားပေးထောက်ခံပြီးစစ်တပ်ကိုအမိပြုပြီးအယိုးရင်ကိုက်နေတဲ့လူတွေဒီလောက်ရက်ကိုရှင်တို့ဘာပြောမှလဲကဲဒါတော့မသက်သေးရဲသုံးသချက်ပဲဖြစ်ပါနော်ကဲကျွန်တော်ပြည်သူတွေကတော့ဒီဘုံကွဲမှုနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်နေကြတဲ့အချိန်မှာဒီဘုံကျဲတဲ့ကိစ္စကိုဖြောင်းညင်းလိုက်တာပေါ့နော်အချမ်းမစစ်ကောင်တွေသူတို့မလုပ်ပါဘူးဆိုတော့သူတို့လောက်ရတာမဟုတ်ဘူးဆိုပြောလိုက်တဲ့ကိစ္စကတော်တော်လေးကိုပေါ့နော်မခံမရနိုင်စရာဖြစ်ပါတယ်နော်အဲ့တော့ကျော်ဆိုးတကောင်ဘလို့ဖြောင်းညင်းထားလဲဆိုချက်နှားထောင်ကြည့်အောင်နော် ဒီဘဲမျိုးနဲ့အိုးထိန်ခွင်းရွာမှာဖြစ်သွားတဲ့အခြေအနေအဲ့တော့ဒီဒီရွာရဲ့ဒီနေရာကဒီဘုဒ္ဓလင်မျိုးနဲ့ဆိုင်ပြင်းကြီးနဲ့ကျွန်တော်ဒီဘဲရင်ကြားမှာတည်ရှိတယ်ကြော်လိုက်မယ်နော်ဒီ viewer လမ်းမကြီးရဲ့ပြောရင်သူရဲ့အသက်အန္တရာယ်ဆက်ဆက်တဲ့အခြေအနေရှိနိုင်တဲ့အတွက်ကြောင့်အဲ့ဒီရွာမှာကအကြမ်းဖက်သမားတွေကဒီစာတင်ကြောင်းရှိတယ်စာတင်ကြောင်းရဲ့တခန်းထဲမှာကသူတို့ဒီလက်နက်ခဲရန်တွေခဲရန်တွေထည့်ထားတယ်မိုင်းတို့ကျွန်တော်တို့ဒီလက်လုံမိုင်းတွေထည့်ထားတယ်လက်လုံမိုင်းတွေထည့်ထားတယ်တစ်ဖက်မှာကဒီလက်လုံမိုင်းတွေတစ်ဖက်မှာကဒီ သူတို့စာသင်ကျောင်းတွေကျောင်းတွေဖွင့်လာတော့ပဲသူတို့သဘောပေါ့အဲ့တော့ဒီဘက်ကဒီခဲရန်တိုက်ကပေါက်သွားတာခဲရန်တိုက်ပေါက်သွားတယ်ပြီးရင်ရောတစ်ဖက်မှာကျခဲရန်တိုက်ပေါက်သွားတယ်ကဲနော်စာသင်ကျောင်းဘေးနားမှာခဲရန်ထားပြီးမှခဲရန်လက်နက်ခဲရန်တွေပေါက်သွားပြီးမှဒေသွားတယ်ပေါ့နော်သူပြောချင်တာဘုံကျဲလို့မဟုတ်ပေါ့တော်တော်မှိုင်းရိုင်းနေကောင်းတယ်နော်ကိုလောက်တာကိုဝင်မခံရဘူးအဲ့ဒီခရရတိုက်ရဲ့ပေါက်ရဲ့တက်ရောက်မှုကကျွန်တော်ကလေးတွေကျွန်တော်ထိခိုက်ပြီးတော့တည်ဆုံးနိုင်ဖြစ်သွားတာလက်ရှိလက်ရှိ လက်ရှိကျွန်တော်တို့ဒီနာဆာကအစိုးရနဲ့ဒီနိုင်ငံတကာအဖွဲ့တွေကဒီတန်တမန်ကြီးကအရင်ကြီးကျွန်တော်နီးနီးကက်ကက်တွေရှိလာတယ်။နီးနီးကက်ကက်တွေရှိလာတဲ့အခါမှာဒီအကြံပတ်သမားတွေကဒီအရာကိုပုံဖြတ်ဖို့အတွက်ပုံဖြတ်ဖို့အတွက်ကျွန်တော်တို့ဒါသူတို့အကြံစီကောင်းကောင်းနဲ့ဒီစာသင်ကျောင်းတွေကိုမိုင်းတွေထည့်ပြီးတော့ကျွန်တော်တို့ကလေးတွေလာတဲ့ချိန်မိုင်းခွဲတာလည်းဖြစ်နိုင်တယ်။တက်မလို့ကတော့ဒီဒီဒီပိန်းကိုဘုံကျဲတာလုံးဝမရှိဘူး။อืมတက်မလို့လုံးဝဘုံကျဲတာလုံးဝမရှိဘူး။ကဲပြောင်းရင်းတာနော်။အဲ့တော့ အကြမ်းဖက်သမားတို့တိတ်ကိုယုံပါတယ်တနည်းအောင်ထိုးကျူးလိုက်တော့ဗျာထိုးကျူးလိုက်တော့ဗျာ NASA ကနဲ့ဒီနိုင်ငံကကိုဘုံချဲပြီးမှတက်တက်တယ်ဆိုလဲတော့ဟိုပြောတယ်ဝေခံလိုက်ပေါ့နော်ယောက်ျားပဲအခုဘုံလဲချဲသေးတယ်နော်ဘုံချဲတဲ့သူတွေကလည်းတဲကလေးတငယ်တွေပြီးတော့ဘုံချဲတဲ့ပုံအခါကိုလည်းဥစားဝေမခံသေးဘူးနော်ထွက်ပြေးသေးတယ်ရှောင်ပြေးသေးတယ်ဘလောက်တော့မသိဘူးကွာအာတန်တမန်ကြီးကအရင်ဒီထိစပ်မှုတွေရှိတယ်အတွေ့အဆုံမှုတွေရှိတယ်ရှိတဲ့အခါကျတော့ဒါကိုသူတို့ကအာဒီမှာဒီဒီ NASA ကကဲကွာတကောင်စက်တွေ ော်တော်မဲ့တဲ့ကောင်ပြောနားမလောင်ချင်တော့ဘူးနော်အဲ့တော့အသူပြီးတော့ကြည့်မှစိတ်ဆဲသွားရဆိုလဲအားလုံးထူးပဲတောက်ပုံပါတယ်ဒါကျွန်ဘာလို့ပြပြရလဲဆိုတော့ဒီလောက်ထိလေးနဲ့ဘုံကျဲတာကြီးကိုနော်ပြီးသူတွေဘလို့ခံလိုက်ရလဲဆိုတော့မြေနဲ့တန်းလန်းနဲ့ဟိုသူတို့မလုပ်ပါဘူးဆိုပြောင်းညင်းတာနော်မြင်းရဲသေးတယ်နော်တော်တော်လေးကိုအောက်ဆက်ကောင်းတယ်ဒီကောင်တွေကတော့တကယ်ပေါ့နော်လူမိတ်စာတွေတကယ်အုံနောက်မရှိတဲ့ကောင်တွေတကယ်ပေါ့နော်ဘလို့ပြောစရာစကားမရှိတော့ပါဘူးဗျာကဲနောက်ဆုံးပါတော့ပေါ့နော်ဒီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲပြောထားတဲ့ကိုစည်းပြီးတော့ဒီချက်တော့ကြည့်အောင်နော်အဲ့တော့ ဒီအချမ်းမစစ်ကောင်စီဖက်မှာဒီဘုံကျဲမှုနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသူတို့ညင်းနေလဲစစ်တပ်မလို့ဘူးဆိုသူတို့ပြောင်းညင်းနေတာပေါ့နော်အဲ့ဒါကျော်စိုးတကောင်တည်းပုံသူတို့ lobby တွေအကုန်လုံးအဲ့ဒါထန်နဲ့ထွက်နေကြပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုစီသုံးသက်ချက်နဲ့နားထောင်ကြည့်အောင်နော်ကျော်စိုးဦးရဲ့ဇော်ဘုံဟင်းရဲ့တုံးယောက်ကဒီနေ့ဒီပင်းရင်မြို့နယ်အိုထိန်တွင်းရွာကိုစစ်ကောင်စီကပေါင်900ဘုံနဲ့ချတာသူတို့စစ်တပ်ကမဟုတ်ပါဘူးလို့ပြောင်းထွက်လိမ်ရဲတယ်ဒီသားမှဒီကောင်မှဒီပါပြောတဲ့အရင်ကြီးကဒါတော့မိုက်ရိုင်းစုပ်ပဲ့တဲ့ လူမျိုးလူတို့တော့မခေါ်ထိုက်တော့နော်အံ့ဩတယ်သူတို့သူတို့ထွက်ပြောရဲတာပပပပပကျွန်တော်လက်ဖြားခါတယ်တကယ်ဒါလောက်ဟုတ်တယ်ဟုတ်တယ်ဒီစစ်တပ်ကိုထောက်ခံတဲ့ဒီလိုလူဒန်းစားတွေဒါလောက်အောက်တန်းကြမှန်းမထင်တော့ဘူးကျွန်တော်တို့နော်ဒါကြောင့်မို့ကျွန်တော်တို့ကရန်ကန်ပြတ်ဖို့လူတွေဇာကိုပြောတာကြည့်ဝါဘာပြောလို့ဆိုတော့သူတို့ဒီကနေ့အချမ်းဖက်မီဒီယာကနေပြီးတော့အစပြီးတော့ဝါရခန့်ရှိလာတယ်ဟာဒီဘဲရင်မှာ ကျောင်းသားကျောင်းသူတွေစာတင်နေတာကိုတက်မတော်ကနေပြီးတော့ဘုံကျဲရှင်းနေတယ်ဆိုပြီးတော့မဟုတ်မမှန်ဝါဒဖြန့်ချီတာရယ်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ဒီမောင်နှမ၃ယောက်ကနေပြီးတော့ပြန်ပြီးတော့ပြောချင်တာဒီချိန်မှာဟိုအဖြူစိမ့်ဝင်ပြီးကျောင်းသားကျောင်းသူတွေစာတင်ကြရတဲ့အချိန်ကာလမဟုတ်ဘူးဒီနေ့ကကျောင်းပိတ်တဲ့ရာသီပြီးတော့ဒီဘဲရင်မှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘဲရင်ကဒါဆောင်မွေးပြန်ချီရတဲ့ဟို grade 10ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူးဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လှုပ်ချင်ဖန်တီးထားရတယ်ဆိုတဲ့အကြောင်းကိုကျွန်မအနေနဲ့ကနေဦးပြောချင်ပါတယ်ကိုစောဝင်းဘာပြောလဲ ကဲဒါကတော့တစည်ဟုံးပြောသွားတာတမင်တက်တက်လောက်ပြန်ဖန်တီးထားတယ်ဆိုတော့သူပြောတဲ့အပုံကဒီဟာတည်မဟုတ်ဘူးပေါ့လူတွေတည်တာမဟုတ်ဘူးပေါ့နော်စနောင်းစနားတော့အံ့အောင်းလို့မဆုံးတော့ဘူးကျွန်တော်အဲဒါကတော့သူတို့ဟာပေါ့နော်ဒီတိုင်းပြည်ကိုနိုင်ငံရေးအမျက်ထုတ်တယ်ပြီးလို့ရှိရင်တစ်ဖက်ကဟိုပေါ့နော်လုံရက်တွေအပေါ်မှာသူတို့ကြာရှုံးနေတာကိုအဲတစ်ဖက်ကလူကြီးပေါ့နော်ဟဲ့ဇော်ဘုံဟေးသူတို့ကြာရှုံးနေတယ်ဆိုတော့လက်ရှိ နေမြေတွေတိန်းခံထိစခန်းတွေတိန်းခံထိစစ်ကြောင်းတွေတိုက်ခိုက်ခံထိတာကတော်လှန်ရေးဘက်ကလားမင်းတို့ဘက်ကလားဘလို့ဒီလိုယောက်ျားကြီးတာမဲနဲ့ဖာစကားပြောတာလဲမင်းမရှက်ဘူးလားဟမ်အဖက်တရားထည့်ထားတယ်ကမစောက်ခွက်ကြီးရဖြူဖြူဆုပ်ပြီးတော့အေးဥမတာလီးနဲ့ထိုးထားတဲ့ရုပ်နဲ့ဟမ်မင်းစောက်ချက်မရှိဘူးလားသူတို့ဘက်ကကြာရှုံးနေတယ်ဆိုတော့တော်လှန်ရေးဘက်ကလူတွေကနေမြေတွေတစ်ခုပြီးတစ်ခုတိန်းခံထိမြို့တွေတစ်ခုပြီးတစ်ခုတိန်းခံထိစစ်ကြောင်းတွေတစ်ခုပြီးတစ်ခုတိန်းခံထိနေတာလားမင်းတို့ခွေးမျိုးတွေစစ်ခွေးတွေဘက်ကစခန်းတွေတိန်းခံထိနေတာလား ဘလို့ကြောင်းပြန်နေပြောနေတာလေဒီနေ့ခင်ကြီးလိန်လို့မရဘူးလေကွာမင်းတို့တွေကဘာလဲလူညွတ်အတုံးခံပြီးတော့နော်ကိုယ့်ရဲ့လူသားအဖြစ်လူညွတ်ကိုအတုံးခံပြီးတော့မဟုတ်မမှန်တာကိုဇွပ်ပြီးတော့သူတို့တလန်းချောက်လို့သွားတော့ဘူးစိတ်ပိုင်းဖြတ်ထားကြတာလားအဲ့တော့မင်းတို့နှိမ့်ညာစောက်ပဲ့လိုက်မယ်လို့ငါတို့မထင်ထားဘူးနော်တို့ကြာရှုံးမှုဖြစ်အောင်တော့ကလူတွေကဒီလိုစာသင်ကျောင်းတွေကိုဘုံကျဲပါတယ်ဆိုတာကို ြစ်အောင်လို့လှုပ်ကြံဖန်တီးပြီးတော့မှအောက်တန်းဆန်ဆိုတာပြောဆိုနေတာပဲဖြစ်တယ်ညီမလေးနော်အဲဥစ္စာကသတင်းမှဖြစ်တယ်နော်ဒီဘင်းကလုံးဝလည်းပညာလည်းဟိုကျောင်းလည်းမဖွင့်ဘူးပညာတင်ကြားတဲ့ဘာလည်းမဟုတ်ဘူးညီမလေးဒီဘင်းလေးတစ်ချက်လောက်သွားကြည့်လိုက်လေပါဘောမလေးကျောင်းလည်းမဟုတ်ဘူးပေါ့နော်ကိုကျော်စုကဲလှုပ်ကြံဖန်တီးထားတဲ့သတင်းမှပဲဖြစ်တယ်လို့သဘောရင်းထပ်ပြောရတယ်နော်โอเคကျော်စုထပ်ပြောကောင်းလိုက်တာတုံးပေါင်းလုံးတစ်ခါတည်းဗီဒီယိုဖိုင်ရအောင်ကျွန်တော် အဲ့ဒီဒီဘဲရင်ချင်းနဲ့ပြီးရရင်ဒီဘဲရင်မှာကကျွန်တော်တို့ပညာရေးရန်တွေရည်ရက်နေတယ်ပညာရေးရန်တွေရည်ရက်နေတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအခြားသောဟိုဒီဝန်ဆောင်မှုရန်တွေရည်အားလုံးရက်နေတယ်လက်ရှိတက္ကသိုလ်ဝန်ထမ်းဆောင်ဝတ်ပြန်ပြောင်းပေးတဲ့မှာလည်းဒီဘဲရင်မျိုးမပါဘူးအဲ့ဒီဒီဘဲရင်မျိုးကအဲ့ဒီအကြောင်းထဲမှာဝင်ပြီးတော့စစ်သွေးကြွားတွေကဘုံကြီးထုတ်တယ်အဲ့ဒီမျိုးပေါ်မှာရှိတဲ့လုံချုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့ဒီနေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြပါတယ်ဒါအကြောင်းသားမှမရှိဘူးအကြောင်းသားမရှိဘူးစစ်သွေးကြွားတွေရှိလို့ရှင်းတာအဲ့တော့ ဟာကြောင်းသားတွေဆွသွေးကြလို့ရှိတာဆိုအခုလက်ရှိအလောင်းတွေအကုန်လုံးပုံထပ်ပြထားတာလူကြီးတယောက်မှမပါဘူးလေဟမ်အတက်မပြည့်သေးတဲ့ကလေးတွေပဲကြီးပဲကွာအဲ့ဒီထဲမှာမင်းသားသမီးမင်းသူလေးဖြစ်လိုက်မယ်ဆိုမင်းဒီစကားမျိုးပြောမှလားကဲခုခုနပြောတာဒီမျိုးခုပြောတာဒီမျိုးပေါ့နော်ခုနတော့ဒီလက်နဲ့ခင်းရနေပောက်ပြီးမှတည်သွားရပေါ့နော်အခုကြတော့ရှင်းတာတဲ့တမင်ရှင်းတာတဲ့နော်စကားအလိုဘလောင်းမလဲတယ်ပေါ့နော်မင်းတော့တော့မင်းလူသားမဆန်မှုမဲ့အားကြီးလေဟမ် ခွေးနဲ့မင်းအမေနဲ့စက်မွေးထားတာကိုမင်းအဲ့အဲ့ထက်မင်းထက်ကိုအတိအကျမြင်မြင်ဦးမယ်မင်းအမေကိုဘာကောင်စက်ပြီးတော့မွေးထားလဲမသိမင်းပါစက်ကဒီလိုစကားမျိုးကိုပြောထွက်တာမင်းဒီလောက်တော့အောက်တန်းကျတဲ့လူလူမျိုးမရှိတော့ဘူးငါတို့တိုင်းပြည်မှာဒီလောက်လူသားစိတ်မဲ့တဲ့နော်ဒီလိုအရင်ဆိုင်အောက်တန်းစားတွေရှိတယ်ငါတို့အတွက်တကယ်ကိုနစ်နာဖို့ကောင်းတယ်ဟမ်ဟာဒီကောင်တွေပြောတဲ့စကားကြီးတယ်။အလောင်းနေရဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာ။ကျဲမယ်ဗျာ။အကြမ်းမှသမားရှိလို့ရှိတဲ့နေရာကိုကျဲတာ ဒါတိုင်းပြည်ကာကွယ်တာပဲနိုင်ငံတော်အတွက်လုံးတင်လုံးတဲ့လုံးတာဆက်လုံးမှာပဲအကျံဖက်ဓမ္မရှိလို့ကျဲတာဆိုလို့ရှိရင်အကျံဖက်ဓမ္မဆိုတာကဘ누구ကတတ်မှတ်ထားတာလဲ PDF တွေကိုမင်းတို့အကျံဖက်ဓမ္မကိုတတ်မှတ်တယ်မင်းတို့ကလည်းပြည်သူတွေရွေးချယ်တင်မြောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူကိုယ်စားလှယ်တွေပါဝင်တဲ့အဖွဲ့ CRPH ကအာဏာသိမ်းတဲ့မင်းတို့စစ်ကောင်စီကအကြမ်းဖက်ပါလို့ကြေညာထားတာအဲ့တော့အကြမ်းဖက်သမားတွေရှိလို့ကျဲမယ်ဆိုရင်မင်းတို့တာဏမီတွေ ်မင်းတို့တူတူမတွေမင်းတို့စစ်သားတွေရဲ့တာသမီးတွေရဲတွေရဲ့တာသမီးတွေငါတို့တော်လိုင်းဘက်ကလူတွေအကုန်လုံးတတ်ပြစ်ကမှာငါတို့လည်းမင်းတို့အကြမ်းဖက်ပဲတတ်ပတ်ထားတာလေဟမ်ကဲမင်းတို့အယွေမြောက်တင်းနဲ့မင်းတို့ရဲ့တာသမီးတွေကအစအကုန်တတ်ပြစ်ကမှာကိုမွေးထားတဲ့မိနဲ့အဖကလူဆိုလို့ရှိရင်ကိုအမိအဖကိုလူလို့တဘောထားတယ်လူလို့တံပိုးထားရင် လူစကားကိုပြောရတယ် နော်အဲ့လိုလူမဟုတ်တဲ့စကားမျိုးပြောတယ်ဆိုတာကိုအမိဖောက်ကိုကိုယ်တိုင်စော်ကားတာပဲနော်ကြော်စုံတိလာအဲ့လိုခွေးစကားပြောလို့မရဘူးမင်းကိုခွေးနဲ့နှိုင်းမို့ဟောင်းခွေးတိတ်ကကြားတယ်မင်းတို့အောက်တန်းကြားတဲ့လူလောကမှာမရှိတော့ဘူးနော်မင်းတို့တားတွေမင်းတို့တမီးတွေမင်းတို့တူတူမတွေမင်းတို့အမျိုးတွေမဖြစ်ပါသေးနဲ့ပေါ့နော်တိလာဟုတ်ကဲ့ပါဘူးဆိုတော့အဲ့မှာတို့ပုံနေထဲမှာပြထားတဲ့ဒီចောင်းသားចောင်းသူတွေရဲ့ပြီးသွေးဆွနေတဲ့ဟိုဓာတ်ပုံတွေရဲ့ဆိုတာအလုံးချံခတိရတာအရင်ကတည်တာပါတယ်ဆိုတော့အကိုကြီးကပြောသလိုပဲ အဲအဲ့ဒီစာတင်ကျောင်းမှာတို့ကိုယ်တိုင်တို့ရဲ့ TikTok အကောင့်နေရနေပြီးတော့တင်ထားတယ်အဲဒီကျောင်းနေဒီစာတင်ကျောင်းနေထဲမှာ drone တွေဘုံးတွေပြုလုပ်နေတဲ့ video file တွေတို့ကိုယ်တိုင်မဟုတ်တော့ဒီ naked ကြီးမှာလိန်လို့ရလားလို့အခု video file တွေတက်ပြီးသေဆုံးသွားတဲ့ကလေးတွေရဲ့လွယ်အိတ်တွေကိုနေနေမအေတရားစအကုန်ငိုကျွေးနေကြတာဒီထဲမှာဘုံးတွေထုတ်လုပ်လို့ပောက်တာဆိုရင်အဲ့ဒီတူတာသမီးတွေတည်တဲ့မိဘတွေကဒီတိုင်းပါဇက်ပေါက်တွေပိတ်လို့ရလားဒီ naked က social media ခက်လေဗျာ ဟာသူတို့ပြောကြစကားမရှိတော့ကျွန်တော်ကတော့နော်ဒီဗီဒီယိုဖိုင်အောင်ကြည့်နေတဲ့သူတွေသူတို့ဘာပြောကျင်နေတာအဲ့ဒါပြောရကြနော်ဒီလိုမျိုး reaction မျိုးတွေကိုလွိုင်းလုံးကြပါကျွန်တော်ပြောတာကဒီလိုဒီလိုလက်ပူးလက်ကျက်အမှန်တရားကြီးကိုဒေါင်းပြိုင်ပြောရဲတယ်ဆိုတာကျွန်တော်တို့တိုင်းပြည်ပေါ်ဒီလူတွေရဲ့စိတ်ရင်းစေတနာဘယ်လိုထားရကြည့်ပါအဲ့ဒါလက်တွေပဲခင်ဗျားတို့စစ်တပ်ကိုထောက်ခံတယ်ဆိုတဲ့လူတွေခင်ဗျားတို့ဆရာတင်ထားတဲ့ lobby တွေရဲ့အလုပ်ရက်ကိုကြည့်ဒါကျွန်တော်တို့ပဲအချမ်းတော့ ပြောစရာစကားမရှိဘူး။ဘာလို့ဆိုကျွန်တော်တို့ကတို့အစတည်းကလူတို့မသတ်မှတ်ထားတဲ့အတွက်သူတို့ဘလို့ပဲပြောပြောကျွန်တော်တို့ကရင်ခုန်စရာအကြောင်းမရှိဘူး။တက်ရောက်မှုရှိစရာအကြောင်းမရှိဘူး။ဒါပေမဲ့သူတို့ပြောတဲ့တင်တဲ့တည်င်းတွေသူတို့တင်တဲ့ပို့တွေကိုကြည်ပြီးတော့အားပေးနေတဲ့ခမားတို့စစ်သက်ထောက်ခံပါတယ်ဆိုတဲ့အတိုင်းဝိုင်းနေတယ်။ခမားတို့ကခမားတို့ရှင်းချင်ပြီးတော့လည်းမတပ်ဘူး။နော်အခုအကြမ်းဖက်သမားနဲ့ပတ်သက်လို့တက်ကြီးဆိုရင်အဲ့ဒီစစ်သားသားသမီးတွေစစ်သားတူတွေတူမတွေညီးတွေမြစ်တွေအကုန်လုံးရဲသားသမီးတွေအကုန်တက်ပြစ်ကပါမှားလား။ တော်လိုင်းအင်အားစုတွေဘက်ကအဲ့ဒါအဖြစ်ပဲဒါကြောင့်မလို့ငါစကားနွားရစကားတခုကိုပြောကျင်နိုင်ပြောပြီးပေါက်ပန်း40ပြောတာဒီကိုကိုအားပေးတဲ့ပေးတဲ့စော်ကားတာအခုကျွန်တော်တော်လိုင်းဘက်ကထောက်ဖို့တယောက်လုံးနေတယ်เนาะတတိယတင်ဆက်တယ်ကျွန်တော်ကိုအားပေးတဲ့ပေးတဲ့ရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်ကမဟုတ်တာကြီးကိုအဟုတ်လုပ်ပြီးတော့ပြောမှဆိုရင်ကျွန်တော်ကိုအားပေးနေတယ်ကျွန်တော်ကိုယုံကြည်နေတယ်ကျွန်တော်အတွက်လက်ခုပ်တည်နေတယ်တယောက်ချင်းစီတိုင်းကိုကျွန်တော်ကစော်ကားလိုက်တာအဲ့ဒီလူတွေအားလုံးကိုကျွန်တော်ကမိုက်ရိုက်စော်ကားလိုက်တာအခုလက်ရှိ ။တစဉ်ဦးတို့ဇော်ကုန်းကြီးတို့ကျော်စိုးဦးတို့လှုပ်ဝါနဲ့လှုပ်ရဟာကျွန်တော်တို့တော်လှန်ရေးဘက်ကိုထိတာမဟုတ်ဘူး။သူတို့ကိုအားပေးနေပါတယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့လူတွေကိုသူတို့ကတိုက်ရိုက်စော်ကားပစ်တာ။နော်ငါတို့ကိုထောက်ခံနေတဲ့အတန်းစားစောက်ပိန်းတွေပါ။ငါတို့ဘာပြောပြောယုံနေ။နော်ဒလောက်ပေါ်တင်ကြီးဒီလိုခစ်မျိုးမှတောင်ဒီလိုလိန်ရဲတဲ့ဆိုရင်ကျွန်တော်တို့88မှာဘလောက်တောင်ယုံမှာခဲ့မလဲစဉ်းစားကြည့်ကြပါဦး။ ်နော်တံပြန်အပြတ်အမောက်လုပ်ငန်းတွေလုပ်ဖို့ဆိုပြီးလျှို့ဝှက်ညွှန်ကြားစာနဲ့ကိုတီးတန့်ထုတ်ပြီးတော့စစ်ခေါင်းဆောင်တွေကပြည်သူကြားထဲမှာဒီစစ်တပ်ကိုရုံမှခိုင်းခဲ့တာအဲ့တော့ကျွန်တော်တို့ဒီနေ့ခေတ်ဆိုရှယ်မီဒီယာခံနေတဲ့အတွက်ဒီကောင်တွေရဲ့ရုံမှမှုကိုနော်ကျွန်တော်တို့ကပြည်သူကိုအမှန်အမှန်တိုင်းချပြခွင့်ရနေတာအဲ့တော့ဒီဆိုရှယ်မီဒီယာကမရှိတဲ့ခေတ်ဆိုရင်အခုတို့ပြောတဲ့စကားကိုအောက်တင်နော်ဘယ်လောက်ထိလဲကြည့်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကပြောစရာစကားကုန်သွားပြီနော်အဲ့တခုပဲစိတ်စားတိုက်ပါလိမ့်မယ် သူတို့ပြောသလိုလောက်ကျန်ဖန်တီးတယ်ဆိုရင်ကျွန်တော်တို့ကျွန်တော်ကျိန်တယ်လို့ကျွန်တော်ပြန်ခံရပါစေရဲ့နော်အကယ်၍တကယ်အမှန်တရားကိုအခုလိုလောက်ကျန်ဖန်တီးတာပြောရင်ဒဇင်ဦးကတုဖေတုပြန်လိုးလိုက်မယ်နော်ဇော်ဘုံဟင်းကလည်းသူ့မိသူပြန်လိုးလိုက်မယ်သူ့သမီးပါသူပြန်လိုးလိုက်မယ်နော်ကျော်စိုးဦးလည်းအဲ့လိုပဲသူ့မိသူပြန်လိုးလိုက်မယ်သူ့သမီးသူပြန်လိုးလိုက်မယ်နော်အဲ့ဒါမင်းတို့ကျိန်ရဲလားငါအခုကျိန်ရဲတယ် မင်းတို့ဘက်ကမှန်လဲဆိုရင်မင်းတို့မဖြစ်လိုက်ဘူးမင်းတို့ဒီတကယ်ဖြစ်တဲ့ဟာကိုအခုလိုမျိုးလိန်ပြန်ပြီးပြောရင်မင်းတို့ငါကြိမ်တယ်လို့တကယ်ဖြစ်လိုက်မင်းတို့အတွက်ပြောစရာအိတ်စကားလုံးမရှိလို့ဒီဗီဒီယိုဖိုင်ကိုကြည့်နေတဲ့လူတွေကျွန်တော်ရိုင်းဝိုင်းရင်ခွတ်လို့ပါသူတို့အတွက်ကျွန်တော်ပြောစရာစကားမရှိတော့အနားမှာတွေ့လို့ရှိရင်ကျွန်တော်အစိမ့်ခါစားမိမယ်အကောင်းပြောတာဘာဖြစ်လို့လဲခံထားရတဲ့သားသမီးတွေနေရာမှာကိုယ်ရင်လွေးဆိုတဲ့ခံစားချက်ကိုခံစားကြည့်စမ်းဘလောက်မှိုက်ရိုင်းနဲ့စဉ်းစားကြည့်တော်တော်မှိုက်ရိုင်းနဲ့ပြစ်မဲ့တဲ့ကလေးလေးတွေအရွယ်မရောက်သေးတဲ့အဖြူအစင်လေးတွေကျွန်တော်တို့တိုင်းပြည်အနာဂတ်လေးတွေ ်ဒီလိုတေဝါနဲ့ဒီလိုလှုပ်ရတဲ့ဟာကိုနော်လုံးဝထွက်မပြောရင်တော့အပြစ်မပြောဘူးဒီလိုမျိုးတောင်းဝင်မဲ့စကားရုပ်မာတဲ့စကားပြောတဲ့အရာဘလောက်လူမဆန်လက်လို့ပြအနားမှာရှိရင်လက်နဲ့မလို့ဘူးအစိမ်းဝါးစားတယ်ကျွန်တော်ဒီကောင်မျိုးတွေကိုတကယ်တကယ်ပြောရစကားမရှိတော့ဘူးဗျာနော်ဟိုဟိုကျွန်တော်တို့တိုင်းပြည်ဟာဒီပြင်းနဲ့ဆက်ပြီးတော့စုပ်ပြက်စရာအကြောင်းမရှိတော့ဘူးနိုင်တဲ့နေရာကလောက်ကြပါကိုနဲ့မဆိုင်တော့မနေကြပါနဲ့ဒီလိုဟာမျိုးတွေကိုခင်ဗျားတို့ထိုင်ကြည့်နေနိုင်ကြပါလားနော်ထိုင်ကြည့်နေမနိုင်ဘူးဆိုရင်တော့နိုင်တဲ့နေရာကလောက်ကြပြီးတော့ကျွန်တော်တို့မလုပ်လို့မရတော့ဘူးနော် Okay ဒါတော့ကိုစီရဲ့သုံးသက်ချက်ပြီးလို့ဖိုင်မှာဖြစ်ပါရဲ့เนาะအဲ့တော့ဒီဘုံကျဲမှုကတော့တော်တော်လေးကိုစိတ်မကောင်းစရာဖြစ်တယ်ဒါအပြင်ရှေ့မှာလည်းဒီလိုမျိုးဘုံကျဲမှုကတော့သူတို့တစ်ခေါက်တစ်ခေါက်မကတော့ဘောเนาะဘုံကျဲတိုင်းမှာကျွန်တော်တို့ကလည်းကြည်ကွင်းနေရတာတော်တော်လေးကိုကြားခဲ့ပါပြီเนาะအဲ့တော့ဒီကိစ္စလည်းထပ်ပြီးတော့မမြင်ချင်တော့ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းဘောเนาะအမြန်ဆုံး ဒီအချမ်းပဲစစ်ကောင်စီမင်းအောင်လိုင်ကိုအများဆုံးပြုတ်အောင်ပေါ့နော်ဒီတော်လိုင်းဖွဲ့တွေကဒီထက်ပိုစစ်စစ်လုံးလုံးနေပေါ့နော်မြန်မြန်တိုက်နိုင်တော့အကောင်းဆုံးဖြစ်ပါတယ်နော်အဲဒီမင်းအောင်လိုင်မပြုတ်မချင်းရတော့မင်းအောင်လိုင်ကအချမ်းပဲရက်ဆက်နေမှာဖြစ်ပါတယ်သူကသူ့အသက်လွတ်လွတ်နေသေးပြီပေါ့နော်သူကအချမ်းပဲရက်ဆက်နေမှာဖြစ်တဲ့အတွက်ပေါ့နော်အများဆုံးပဲကျွန်တော်တော်လိုင်းရေးကိုအပီးပြအောင်တိုက်ဖို့လိုပါတယ်နော်အဲ့ဒီအတွက်အားလုံးပဲမိမိရောက်တဲ့နေရာမိမိရှိတဲ့နေရာနေပါဝင်ပြီးတော့ဒီတော်လိုင်းရေးအတွက်အာတုံခွန်ဆိုင်ပါဝင်ကြပါလို့ ြောဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးဆုံးသတ်လိုက်ပါရနော်ဟုတ်ကဲ့ကျွန်တော်ရဲ့မနက်ပိုင်းတင်ဆက်ဗီဒီယိုလေးတော့ပဲဖြစ်ပါရနော်စာဆုံးချီးပေးကြတဲ့မြို့ပါပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကြံဖတ်မင်းအောင်လည်းရစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ